အစိုးရပြောင်းရေတရာချီလို့ရတယ်လို့ပြောပါတယ်ရှင်ပြအဲ့တော့မတရားတာတွေအစိုးရလှုပ်ပြီးတော့ရေတရာချီလိုက်လို့ရှင်အစိုးရဟာတကယ်ပဲပျောက်သလားသို့မဟုတ်အတိုင်းတာတစ်ခုထိပျောက်သလားရှင်ပြနောက်တစ်ခုကကြတော့မြတ်စွာဘုရားရှင်ခင်မာတော့ကမိုးချိုးပစ်တာကိုထက်လက်နဲ့ကာတယ်ဆိုတော့အဖြစ်ပြက်မျိုးလည်းကြားဥပါတယ်ရှင်ပြရှင်းပြပြီးတော့မူပါအစိုးရပြောင်းရေတရာချီတယ်ဆိုတော့ဘုရားဘာသာနဲ့မဆိုင်ဘူးနော်မှန်ပါဗျာနော် ခြေရရခြေရဆိုဘီရင်ဆရာနဲ့ပဲဆိုင်တယ်အဲ့ဒါမှန်ပါဗျာဒါလူတွေရဲ့ယုံကြည်ချက်မှာခြေရရခြေရဆိုတာအဲဒီပမာရိသာယုံတာမဟုတ်ဘူးမှန်ပါဗျာတခြားလူမျိုးတွေလည်းယုံမှန်ပါဗျာနော်ခြေရရခြေရဆိုတဲ့အင်္ဂလိပ်စကားကိုသိကြလားမသိပါဘူးဗျာ keeping bad luck away to keep bad luck away bad luck ဆိုတာကံဆိုးတွေကိုတခြားကိုပို့ပြလိုက်တယ်မှန်ပါဗျာခြေရရခြေရ to keep bad luck away င်ပါဗျာနော် keep back like away away ဆိုတခြားဘယ်ပြစ်လိုက်တာမှန်ပါဗျာအဲ့ရေရေရခြေတာမှန်ပါဗျာအစိုးရပြောင်းရေရေရခြေတယ်လို့ဆိုပြီးတော့ခြေကြတာပဲဒါပေးရင်ဓမ္မရည်နဲ့သက်ဆိုင်နေပေါ့နော်မှန်ပါဗျာအစိုးလုံးတဲ့အချိန်ကအစိုးကကိုယ့်ရင်ထဲမှာဖြစ်ပြီးသားမှန်ပါဗျာရသဗျာရဲ့အဆုံးအမအရာအဆိုးပြောက်အောင်မလုပ်ရလေကိုကိုကဥမ္မမေသူတော်ကောင်းတူကိုပြမမိခဲ့တယ် သူ့ကိုစွန်ကားပြီးတော့ပြောခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုပြန်တောင်းပန်တယ်နောက်ထပ်မလုပ်ပါဘူးလို့ဝန်ခံကတိပေးတယ်အဲ့ဒါလို့လှုပ်ချင်းဟာဒီအဆိုးပြောက်တာတော့မဟုတ်ဘူးတနခုရှိတယ်လှုပ်တုံးကဖြစ်တဲ့အကုသိုလ်ကိုအာရမ္ပစာလို့ခေါ်တယ်လှုပ်လို့ဖြစ်တာမမဖြစ်အဲ့ဒီလုံးမိတဲ့အမှားကိုသိလာတဲ့အခါမှာစိတ်ညစ်နေတာကြတော့ဝိပရိတာရစာလို့ခေါ်တယ်ဝိပရိတာရစာလို့ခေါ်ပါဗျာပြန်တောင်းပန်တယ်ဆိုတော့အဲ့ဝိပရိတာရစာကိုဖျောက်တာမမဖြစ် လုပ်ပြီးသားပြောင်းသွားတာလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာသူကဆက်ပြီးတော့အမှုသူမဖြစ်အောင်ရတ်တန့်ခိုင်းတာပဲဖြစ်တယ်မှန်ပါဗျာမှန်ပါဆိုတော့ကိစ္ဆာယောဂဖြစ်နေတဲ့လူကိုကိစ္ဆာကိုဆေးနဲ့ထိမ့်လိုက်တာပေါ့မှန်ပါဗျာကိစ္ဆာဆဲတွေမပွားအောင်ဆေးနဲ့ထိမ့်ပြီးတော့ isolated လုပ်တယ်လို့ပဲမှန်ပါဗျာယောဂါကိုမပြတ်ပွားအောင်ကွာရန်တင်းလုပ်တယ်လို့ပေါ့မှန်ပါဗျာအဲ့လိုပဲလုပ်လို့ရလုပ်တာပေါ့နော်မှန်ပါဗျာ ဒီအစိုးရကလုံပြီးသားတွေလုံးဝဘာမှအကျိုးမဖြစ်ထုံမဲ့နဲ့ပျောက်သွားတယ်ဆိုတာမရှိဘူးမှန်ပါဗျာရှိနေနော်ဗတရားလုံပြီးရရရခြေလိုက်ရင်အစိုးရပျောက်သလားဆိုမပျောက်ဘူးဒါတော့ပျောက်နိုင်တာမျိုးမဟုတ်ဘူးဒါဆိုရင်အနေငယ်ယွန်နေတတ်တာမျိုးရောဖြစ်နိုင်သေးလားရှင်စိတ်စိတ်ထဲမှာတော့ကျေနပ်တယ်လို့လို့တော့ရှိကောင်းရှိမှာပေါ့မှန်ပါဗျာဟုတ်တယ်ဟုတ်တယ်မှန်ပါဗျာဟိုအစိုးရတော့အစိုးလာမှာပဲလေမှန်ပါဗျာကိုလုတ်တဲ့အတိုင်းဒါပေါ့ဒါတာမန်ဆိုလို့ရှိရင်တော့တာမန်ကိစ္စပေါ့ ်ပါပြောက်သွားတယ်လို့ပြောတာမဟုတ်ဘူးတရားပြမှန်ပါပါ